အားလုံးပဲမင်္ဂလာပါလင်္ကာ channel ကနေကြိုဆိုလိုက်ပါကျွန်တော်အခုတင်ဆက်ပေးမှာကတော့ဖွံ့ဖြိုးတိုးတက်မှုမရှိသေးတဲ့နိုင်ငံငယ်လေးအတွက်ကြောက်စရာကောင်းတဲ့တရုတ်ကျွေးမီထောင်ချောက်အကြောင်းပဲဖြစ်ပါခင်ဗျာ2014ခုနှစ်ဆူနာမီရေလိုင်းတံခံရတဲ့သတိလင်္ကာနိုင်ငံမှာဖွံ့ဖြိုးတိုးတက်မှုမရှိသေးတဲ့ဟမ်မန်ဒူဘာစိတ်ကန်းကလည်းတခုပါဝင်ဖြစ်ခဲ့ပါတယ်တိုင်းပြည်ကိုပြန်လည်ထူထောင်နေစဉ်မှာပဲ2009ခုနှစ်တမီလွတ်မြောက်ရေးကြားတက်ဖွဲ့အပြုတ်တိုက်ချေမုံရေးစစ်ပွဲမှာတိုင်းပြည်ရဲ့စီးပွားရေးကြာဆင်းခဲ့ရပါတယ်ဒီကြာဆင်းသွားတဲ့စီးပွားရေးကိုပြန်လည်ဦးမော်လာစေဖို့အဲ့ဒီကာလကသမရဖြစ်တဲ့ ဲ့မဟင်ဒရာဂျာပါစာဟာသူ့ရဲ့မွေးရာဇာတိဖြစ်တဲ့ဟမ်မန်တူဒါစိတ်ကန်းကိုပင်လယ်ကူးသင်္ဘောတွေစိတ်ကတ်နိုင်မဲ့ရင်းနှီးစိတ်ကန်းပြင်နိုင်ငံတကာလေဆိပ်တစ်ခုစက်မှုဆောင်အပေါင်းဝင်ဘတ်ဆောင်စီးပွားရေးဆောင်တစ်ခုသဘောဓာတ်ငွေစက်ယုံတယုံနိုင်ငံတကာအဆင့်မီညီလာခံခန်းမှာခရစ်ကတ်ကစားဝင်းတဝင်းကြံဒေတာများနဲ့ဆက်သွယ်မဲ့အဝေးပြေးကားလမ်းမကွန်ရက်ပါဝင်တဲ့ဘတ်ဆောင်သောစီမံကိန်းတစ်ခုအကောင့်ထဲပေါ်နိုင်မှုနိုင်ငံတကာကိုဖိတ်ခေါ်ကမ်းလှမ်းခဲ့ပါတယ် ရောင်စပိုးမတိုင်မီကအိန္ဒိယနိုင်ငံဟာအသေးလင်္ကာနိုင်ငံအကြီးဆုံးကုန်သွယ်ဘက်နိုင်ငံဖြစ်ခဲ့ပြီးသေးလင်္ကာဟာအိန္ဒိယရဲ့အရှိတောင်အာရှမှာဒုတိယအကြီးဆုံးကုန်သွယ်ဘက်နိုင်ငံဖြစ်ခဲ့ပါတယ်။သေးလင်္ကာနိုင်ငံကိုအမြဲတမ်းအကူအညီပေးနေတဲ့အိန္ဒိယနိုင်ငံဟမ်ဘန်တိုတာရင်းနှီးစိတ်ကမ်းပါဝင်စီမံကိန်းတရလုံးမှာ အကျိုးမြတ်ရရှိဖို့အခွင့်အရေးနဲတယ်ဆိုပြီးယင်းနှိမ့်နှံဖို့လက်ရှောင်ခဲ့တဲ့အချိန်မှာအရှိလေပိုင်းနဲ့အာဖရိကတိုက်ကိုကုန်သွယ်မှုအကြောင်းပြပြီးစီရေးအင်အားတိုးချဲ့ဖို့အခွင့်ကောင်းကိုစောင့်မျှော်နေတဲ့တရုတ်နိုင်ငံကမဆိုင်မတော်ပဲအမေရိကန်ဒေါ်လာ308တန်းကိုယင်းနှိမ့်နှံပေးခဲ့ပါတယ်။ပြည်ပဆိုင်ရာငွေကြေးရမုံငွေအခွင့် International Monetary Fund နဲ့ကမ္ဘာဘဏ်တို့ရဲ့ကန့်သက်ချက်တွေစံနှုန်းတွေမပါတဲ့တရုတ်နိုင်ငံရဲ့ချင်းငွေကိုသီးလင်ကနိုင်ငံကလက်ခံခဲ့ပါတယ်။လက်ရှိကိုလံဘိုစိတ်ကမ်းပြင်အသစ်တိဆောင်းမဲ့ ဟမ်မန်တူရာရင်နဲ့စိတ်ခန်းကနိုင်ငံတကာပင်လယ်ကူးသင်္ဘောတွေကိုဆွဲဆောင်နိုင်ပြီးရရှိလာပြီးအခွန်ခရီနဲ့တရုတ်ချင်းဝင်ကိုပြန်လည်ပိတ်ဆက်နိုင်ပြီဆိုတဲ့မျှော်လင့်ချက်နဲ့စီမံကိန်းကိုအကောင့်တယ်ပေါ်ခဲ့ပါတယ်တရုတ်နိုင်ငံရဲ့ချင်းငွေဟာ IMF နဲ့ကမ္ဘာပံရဲ့အတူနှုံးထက်များနေတာမို့တရုတ်နိုင်ငံအနေနဲ့ချင်းငွေကိုနှစ်တူတူနဲ့ပြန်ရတဲ့သဘောကိုစောင့်နေပါတယ်။ဒီချင်းငွေနဲ့တိစောက်တဲ့လုပ်ငန်းတွေကိုလည်းတရုတ်ကုမ္ပဏီတွေသာရရှိပြီးတရုတ်ပြည်မှာက အလုတ်သမားတွေကိုသာငှရင်လောက်ကင်ခဲ့လို့တီးလင်ကပြည်သူများအလုတ်ကင် ခွင်လန်းဆုံရှုံခဲ့ကြရပါတယ်အလားတူစောက်လုပ်ရေးလုပ်ငန်းမှာလိုအပ်တဲ့စောက်လုပ်ရေးပစ္စည်းတွေကိုလည်းတရုတ်နိုင်ငံကတင်သွင်းခဲ့လို့တရုတ်ချင်းငွေကိုတရုတ်ပြည်ယူသွားခဲ့တယ်လို့ဖြစ်ခဲ့ရလို့တီးလင်ကပြည်သူများအနေနဲ့ဒီစီမံကိန်းကသူတို့နဲ့ပတ်သက်မှုမရှိတယ်လို့ခံစားခဲ့ကြရပါတယ်အဲ့တော့ကိုကုနေမှာစခဲ့တဲ့စီမံကိန်းကအချိန်နှောင့်နှေးခြင်းစောက်လုပ်ရေးပစ္စည်းများဈေးတက်ခြင်းတွေကြောင့်2015မှာတရုတ်ချင်းငွေကဒေါ်လာ13ဘီလီယံအထိတိုးမြင့်လာပါတယ် ဆောင်ကြည့်ဖို့မတလာလေးစိတ်ကိုဒေါ်လာတန်း230အကုန်ကျခံပြီးအစ်စ်မြင့်တင်ပေးခဲ့ပါတယ်ဒါပေမဲ့လည်းတရုတ်နိုင်ငံပေါ်အမိပြုတ်ခဲ့တဲ့တီးလင်ကနိုင်ငံမှာတော့တရုတ်ရဲ့ကျွေးမီထောင်ချောက်ထဲကိုတက်ဆင်းခဲ့ရပါပြီတရုတ်ကျွေးမီထောင်ချောက်နဲ့မြန်မာနိုင်ငံရဲ့ပတ်သက်မှုကိုလည်းကျွန်တော်တို့တစ်ချက်လေ့လာကြည့်လိုက်ရအောင်ဗျာတရုတ်နိုင်ငံရဲ့ကျွေးမီကိုမြန်မာနိုင်ငံရှိ လူဦးရေနဲ့အချိုးချကြည့်မယ်ဆိုရင်ပြည်သူတို့ဦးဒီအကျွေးချက်တသိန်းတပေါင်းကျော်တင်ရှိနေပါရတယ်ခင်ဗျာ ရင်းကျွေးသည့်မြန်မာနိုင်ငံ၌1988မတိုင်မီမှစ၍အစိုးရအဆက်ဆက်မှချေးယူခဲ့သောကျွေးမီများဖြစ်ပြီးလက်ရှိတွင်တရုတ်၏မြန်မာသည့်အတိုးနှုန်းကြောင့်ကျွေးမီပမာဏပိုများလာခြင်းဖြစ်ပါသည်။တောင်ဆက်ရှိမတ်30ရဲ့အထိအစိုးရကျွေးမီလက်ကျန်အခြေအနေမှာပြည်ပကျွေးမီရာခိုင်နှုန်း40ကျော်ရှိပြီးပြည်ရင်းကျွေးမီရာခိုင်နှုန်း60နီးပါးရှိပါသည်။ ြည်ပကျွေးမီတွင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှချင်းငွေဒေါ်လာတန်း1800ကျော်နဲ့နှစ်နိုင်ငံအစိုးရကြားချင်းငွေဒေါ်လာတန်း8400ကျော်ရှိသည့်အတွက်စုစုပေါင်းဒေါ်လာတန်း1200ကျော်ရှိနေပါသည်မြန်မာနိုင်ငံ၌ပြည်ပကျွေးမီများကိုအပိုင်း၄ပိုင်းဖြင့်ကာလအပိုင်းခြားလိုက်တတ်မှတ်ရာ1988မတိုင်မီကာလတွင် ပေးဆက်ရန်ကြံငွေဒေါ်လာတန်း၄200ကျော် 1988 1989မှာ2010 2011ကာလာဒရင်ပေးဆက်ရန်ကြံွေဒေါ်လာတန်း2500ကျော်ဥသိမ်းစင်အစိုးရလက်ထက်2017 2016တွင်ပေးဆက်ရန်ကြံွေဒေါ်လာတန်း3100ကျော်နဲ့ LND အစိုးရလက်ထက်2019မှာ2018ကာလာဒရင်ပေးဆက်ရန်ကြံွေဒေါ်လာ60တန်းကျော်ဖြစ်ပါတယ်။ ထို့ကြောင့်ပြည်ပကျွေးမီပေးဆက်ရန်ကြံွေစုစုပေါင်းမှာဒေါ်လာတန်း1200ကျော်ရှိကြောင်းပြည်အောင်စုလွတ်တော်ပြည်သူ့ငွေစင်းပူပေါင်းကော်မတီ2018ဘဏ္ဍာနှင့်အစိုးရ၏ကျွေးမီဆိုင်ရာနှစ်ပတ်လည်အစီရင်ခံစာနှင့်ဆက်လင်း၍လေးလာတွေ့ရှိချက်နှင့်သဘောထားမှတ်ချက်အစီရင်ခံစာ30မြင်းဆောင်2018တွင်ဖော်ပြထားတာပါ။ 1988 89မှ2017ဘန်နာနှစ်ကာလတွင်တရုတ်ပြည်သူသမရနိုင်ငံ၏ချင်းငွေမှာအများဆုံးဖြစ်ပြီးချင်းငွေများအနက်ပေးဆက်ရန်ကြံရှိသည့်ငွေပမာဏ၏69ရာခိုင်နှုန်းသည်တရုတ်ချင်းငွေများဖြစ်ကြောင်းအစီရင်ခံစာတွင်ဖော်ပြထားပါသည် ကမ္ဘာဗန်နှင့်အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့၏တတ်မှတ်ချက်အရဝင်ငွေနှဲပါသည့်နိုင်ငံတွင်ပြည်တွင်းပြည်ပအကျွေးမီနေ GDP အချိုးကို38ရာခိုင်နှုန်းထက်မကျော်စီရင်တတ်မှတ်ထားတော်လဲ2018ဘဏ္ဍာနှစ်တွင်မြန်မာနိုင်ငံ၏ပြည်တွင်းပြည်ပကျွေးမီနေ GDP အချိုးသည်38.3ရာခိုင်နှုန်းဖြစ်သည့်အတွက်ကျွေးမီခံနိုင်ရှိမှုကန့်သက်ချက်ပေါင်းထက်အနည်းငယ်ကျော်လွန်နေသဖြင့်လျှော့ချနိုင်ရန်ကြိုးပမ်းသင့်ကြောင်းနှင့် budget လိုငွေနှင့် GDP အချိုးမှလည်း9ရာခိုင်နှုန်းထက်မြင့်မားနေသောကြောင့် ရင်ချိုးစားနှိမ့်ကြသွားစီရန်ကြိုးပမ်းတဲ့ကြောင်းအုတ်တွင်းမဲဆန္ဒနယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဒေါ်ချိုချိုကကြံပြုဆွေးနွေးထားပါတယ်။ ။ထို့ပြင်ချို့နိုင်ငံများတွင်ပြည်ရင်းထုတ်ကုန်များနှင့်ကျွေးမြများကိုပြန်လည်ပေးဆက်မှုများရှိနေခြင်းမိမိတို့နိုင်ငံအနေဖြင့်လည်းပြည်ရင်းထုတ်ကုန်ဖြစ်သည့်စံတင်ပို့မှုနှင့်ဆက်၍ရနိုင်ကြောင်းလက်တင်အမေရိကချို့နိုင်ငံတွင်မှသူတို့ရဲ့ပြည်ရင်းထုတ်ကုန်တွေနဲ့ပြန်ဆက်ပါရယ်။အဲ့ဒီအတွေ့အကြုံတွေကပြီးခဲ့တဲ့နှစ်ပေါင်း10နှစ်15နှစ်လောက်ကကျွန်တော်တို့သုတေသနစာတမ်းတွေမှာဖတ်ခဲ့ဘူးပါရယ်။ဥပမာငပြောသီးနဲ့ဆက်တာမျိုး၊ကော်ဖီနဲ့ဆက်တာမျိုး၊ပြောင်းနဲ့ပြန်ဆက်တာမျိုးဆက်လို့ရပါရယ်။ နိုင်ငံတကာမှာ G2G ညှိနှိုင်းပြီးတော့ကျွန်တော်တို့နိုင်ငံကထုတ်ကုန်တော်တော်များများနဲ့တရုတ်ကိုဆက်မယ်ဆိုရင်ဒီကျွေးမီဝင်းဒိုးဝင်ဖို့ကတနည်းတစ်ပုံရှင်းလင်းလာမှာဖြစ်ပါတယ်ဟူသန်ဆိုကဆိုထားပါတယ်သောဆောင်16ခုနှစ်မက်လ31ရက်အထိနွားနိုင်ငံကြီးပကျွေးမီမှာအမေရိကန်ဒေါ်လာတန်1200နဲ့ပြည်တွင်းကျွေးမီမှာကျပ်ဘီလီယံ2000ကျော်ဖြစ်ပါတယ် လက်ရှိတွင်မြန်မာနိုင်ငံ၏ပြည်ရင်းပြည်ပကျွေးမီကိုလက်ရှိလူရည်ဖြင့်အချိုးချမီဆိုပါကပြည်သူတို့သည်မိမိကိုယ်တိုင်ချေးယူသုံးဆွဲခြင်းမျိုးမဟုတ်ဘဲအချိုးကျက်6သိန်းခွဲကျော်တင်ရှိနေပါတယ်ပြည်ရင်းပြည်ပကျွေးမီနဲ့ GDP အချိုးမှာ2018ဘဏ္ဍာနှစ်တွင်38.4ရာခိုင်နှုန်းသာရှိပြီးတော့ဒေတာရင်းနိုင်ငံများထက် ကျွေးမီပမာဏနယ်ပါပြီးကျွေးမီခန္ဓာရည်ရှိသည့်အခြေအနေတွင်ရှိနေဆဲဖြစ်ကြောင်းစီမံကိန်းနှင့်ဗန္ဒာရေးဂျီဝင်ကြီးဌာနကထုတ်ပြန်ထားသော်လည်းအတုံးလုံးပမာဏများပြားသည့်ရုပ်နိုင်ငံကျွေးမီများကိုမူအစောလင်ပြန်ဆက်ရန်လွတ်တော်ကိုယ်စားလှယ်များကပြည်အောင်စုလွတ်တော်တွင်တိုက်တွန်းထားပါသည်။ထို့ကြောင့်ပြည်အောင်စုအစိုးရအနေဖြင့်လွတ်တော်ကိုယ်စားလှယ်များအကြံပြုတိုက်တွန်းထားသည့်အချိန်တိုင်းပြည်ဝင်ပြည်နေသောတရုတ်ကျွေးမီများကိုအစောလင်ပြန်ဆက်မည်လားဒါမှမဟုတ်လုံရင်းလုံစင်နီလန်တိုင်းပြန်ဆက်မည်လားဆိုသည်မှာဆက်လက်စောင့်ကြည့်ရမည်ဖြစ်ပါသည်။ ချင်းငွေကိုပြန်ဆက်ဖို့မအားပြုအရေးကြီးပါတယ်လက်ရှိချင်းငွေတွေမှာအကုန်မသုံးနိုင်တဲ့ project တွေကိုအလင်းမြန်ကောင်ထယ်ဖော်ဖို့အတွက်သူစီမံချက်တရအနေနဲ့ဆောင်ရွက်ဖို့တင်ပါတယ်နောက်ချင်းငွေနဲ့လုံလုံလုံကြီးကြံ့ကြံ့မှုတွေကိုဘလို့ဖြစ်ရှင်းလဲဆိုတဲ့အချက်ကိုလည်းကျွန်တော်စဉ်းစားရမှာဖြစ်ပါတယ်ဟုအမျိုးသားလွတ်တော်ကိုယ်စားလှယ်ဦးတန်းစိုးကတုံသက်ပြောကြားထားပါတယ်ခင်ဗျဟုတ်ကဲ့ခင်ဗျဒီ season လေးကိုဒီမှာပဲရန်နာလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ